ဟာလေလုယာဖျောက်ခင်နာမဘုန်းကြီးပြီးမင်္ဂလာရှိပါစေအွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကောင်မောင်တို့များကျွန်တော်ရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့ပြန်လည်အားယူဖို့အချိန်ရောက်လာပြီအာမင်ဒီနေ့ကျွန်တော်ဗာအားပေးခြင်းလဲဆိုတော့ဘဝမှာယုံကြည်သူတွေအယားခံစားနေရတယ်ဖျောက်ခင်ကျွန်တော်တို့ကို မကြည့်တော့ဘူးလားဆူတောင်းနေတယ်အစင်မပြေဘူးဖျောက်အော်ဟစ်နေတာအစင်မပြေဘူးပဲယုံကြည်သူ အယားခံစားရတယ်လူလူချင်းလာစော်ကားတာခံနေရတယ်ဘလိုနီးနဲ့အဲ့ဒီကနေကျွန်တော်တို့လွတ်မြောက်မလဲဘလိုနီးနဲ့ကျွန်တော်အိုက်တဲ့ကအောင်မြင်မလဲအဲ့ဒီအကြောင်းလေးကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ်ဟာဘက်ကနာဂတိကျမ်းအခန်းကြီး1အပိုက်ငယ်1နှစ်ကိုကျွန်တော်အရင်ဖတ်ပါမယ်ပရောဖက်ဟာဘက်ခံရတော့ဗျာဒိတ်တော်အချက်ဟူမူကားအိုးထာဝရဖျားကိုတော်သည်ကြားတော်မမူပဲ အဘေမြကာလာပတ်လုံးအကျွန်ုပ်အော်ဟေးရပါမင်းနီကဲတင်တော်မမူပဲအကျွန်ုပ်သည် အတ္တမအမှုကိုခံ၍ရှေ့တော်၌အဘေမြကာလာပတ်လုံးအော်ဟေးရပါမင်းနီဟာဘကုတ်ကိုဖျားသခင် ဖွင့်ပြတဲ့အရာဟာဘကုတ်ရတဲ့ဗျာဒိတ်တော်အဲ့ဒီပုံမှာဟာဘကုတ်အော်နေတယ်ဖျားသခင်ကိုတော့ကိုကျွန်တော်ဘယ်လောက်အော်ခေါ်ရမှာလဲကိုတော့မကြောက်ဘူးလား ကျွန်တော်အော်ခေါ်နေတယ်လေအနာဂတိကျမ်းတော်ရှစ်ဖြစ်လာမယ့်အရာကိုဖခင်ကကြိုပြီးပြောနေတာအပိုင်ငယ်သုံးကျွန်တော်ဖတ်ပါမယ်မတရားသောအမှုကိုအကျွန်ုပ်အားအဘဲကြောင့်ပြတော်မူသည်နီးအတ္တမအမှုကိုအဘဲကြောင့်မြင်စေတော်မူသည်နီးကိုယ်တော့ကျွန်တော်ဘာဖြစ်လို့ဒီအတ္တမအမှုတွေကိုမြင်နေတာလဲဘာလို့မတရားလောက်တာကိုကြားနေတာလဲမြင်နေတာလဲ ဒါကြောင့်ကျွန်တော်ကိုရောကိုခေါ်နေတာလေကိုရောမထူတော့ဘူးလားမကြည့်ရှုတော့ဘူးလား तू မြင်နေကြားနေတဲ့အရာကြောင့် तू စိတ်မချမ်းသာဘူးဒီနေ့ကျွန်တော်တို့တွေလည်းမြင်နေရတဲ့အရာတွေကြားနေရတဲ့အရာတွေကြောင့်စိတ်ညစ်နေတယ်မဟုတ်ဘူးလားတရက်တရက်မြင်ရကြားရတာစိတ်မချမ်းသာဘူးဖယောင်းဆူတောင်းတော့ဖယားကလည်းဘာမှမလုပ်ပေးသလိုခံစားနေရတယ်မဟုတ်ဘူးလား ကိုတော့ဘယ်လိုလဲအဲ့ဒါဘယ်သူလောက်တာလဲစက်ဖတ်မယ်အပိုင်ငယ်၃ကိုမပြီးသေးဘူးလူယူခြင်း အနိုင်ထက်ပြူခြင်းအမှုသည်အကျွန်ုပ်ရှေ့မှာအဘဲကြောင့်ရှိရပါသည်နိငင်းခုံခြင်းရန်တွေ့ခြင်းကိုလည်းအဘဲကြောင့်လူခြင်းပြုရပါသည်ကိုတော့တဖက်နဲ့တဖက်ညင်းကြခုံကြတဖက်နဲ့တဖက်အာဓမမှုတွေပြုကြဩတဖက်နဲ့တဖက်မတရားလောက်ကြ ။ဒါတွေဘာကြောင့်ဖြစ်တာလဲ။ဘယ်သူလောက်တာလဲလူချင်းလူချင်းလူလူချင်းလောက်နေတာ။အမျိုးမျိုးကြုံရတယ်မြင်ရကြားရတာစိတ်မကောင်းလို့ဖယားရှင်ကိုအော်ဟစ်နေတာ။ဒါနဲ့ဖယားရှင်ဘာမှပြန်ပြောမလဲလို့သူစောက်နေတယ်။အဲ့ဒီအကြောင်းကိုအခန်းကြီးနှစ်အပိုက်ငယ်တစ်ကိုကျွန်တော်အရင်ဖတ်ပါမယ်။ငါသည်ငါလင်းစင်ပေါ်မှာရက်လျက် ရဲတိုင်း၌အမြဲနေလျက်ငှအားအဘယ်သို့မိတ်တော်မူမီကို၎င်းအပြစ်တင်လျင်အဘယ်သို့ပြန်လျှောက်ရမီကို၎င်းငါစောင့်၍နေစဉ်တွင်သူစောင့်နေတဲ့ဖယားရှင်ဘာမြပြန်ပြောမလဲတခုခုပြောကြည့်လေကျွန်တော်ပြန်ပြောမှာဖယားကိုဖယားရှင်ဘာပြောမလဲကျွန်တော်ပြန်ပြောမှာဘာပြန်ပြောရမလဲလို့စဉ်းစားနေတာ ဟာဘကုတ်ကဖယားကိုဆူတောင်းတာကိုတော့မမြင်ဘူးလားဘယ်လောက်ဒုက္ခရောက်နေလဲဖယားပါဖို့ပြလဲနောက်ပိုဆိုးမယ်လို့ပြောနေတာဒါမဲ့မှတ်ထားပါဖယားသခင်ဗိတ်သိမ့်ထားတဲ့လူအတွက် မျှော်လင့်ချက်ရှိတယ်အာမင်ဒီပြတနာကြီးကတော့ပြီးမှာမဟုတ်ဘူးဒီအခက်ခဲကြီးကတော့ပြီးမှာမဟုတ်ဘူးဒီမတရားမှုကတော့အဆုံးသတ်မှာမဟုတ်ဘူးအဲ့ဒီအထဲထဲမှာယုံကြည်သူတွေလည်းပါနေမယ်ဒါပေမဲ့အဲ့ဒီပြတနာတဲမှာ ကျွန်တော်တို့မျှော်လင့်ကြပါရှိလေဟာဘက်ကုတ်အခန်းကြီး3အပိုက်ငယ်73အဲ့ဒါကျွန်တော်တို့ရဲ့မျှော်လင့်ချက်ပဲဖတ်ပြမယ်ကိုရောဤလူတို့ကိုကဲတင်ခြင်းကိုရောပေးတော်မူ၍ဘိတ်သိက်ခံတော်သူတို့ကိုကဲတင်ခြင်းအလို့ငါထွက်ကြွတော်မူ၏ကိုရောဤလူကဲတင်ခြင်းဖျားပေးမယ်ကိုရောရဲ့ဘိတ်သိက်ခံရတော်သူ ဲ့ဒီပြဿနာတွေကလွန်မြောက်မယ်အဲ့ထဲမှာကဲမယ်ဘာမှမပူနဲ့အရေးကြီးတာဒီမှာရှိတဲ့မိဘညီကိုမောင်တို့မများကျွန်တော်ပြောချင်တယ်နော်ဒီပြဿနာကတော့မငြိမ်းဘူးဒါပေမဲ့အဲ့ဒီပြဿနာတွေမှာကဲလွတ်ချင်းရှိတယ်ဘယ်လိုလုပ်လဲကိုတော်ကြီးလူဖြစ်ရင်အာမင်ကိုတော်ရဲ့ဘိတ်သိက်ရှိထားရင်ကဲလွတ်ချင်းရမယ်အဲ့တော့ဒီနေ့ခွန်အားယူနေတဲ့မိဘညီကိုမောင်တို့မများကျွန်တော်တို့ဘိတ်သိက်ရှိဖို့လိုတယ် ဘိတ်သိက်ခံထားသောသူကတော့လွတ်မြောက်မယ်ယုံကြည်သူတွေကိုဖျားပါလောက်ထားလက်ခရစ်တော်ထဲမှာထဲပြီးမှဘိတ်သိက်ပေးပြီးသွားပြီဟာလေလုယဖျားကခရစ်တော်ကိုဘိတ်သိက်ပေးတယ်ခရစ်တော်ထဲမှာရှိတဲ့လူအလုံးဘိတ်သိက်ရတယ်အာမင်အဲ့တော့ဒီနေ့ကျွန်တော်ကိုတင်ကိုဖျားပါလောက်ထားလက်ခရစ်တော်ထဲမှာထည့်ထားတယ်တင်နဲ့ကျွန်ုပ်ဟာခရစ်တော်ထဲမှာနေတက်ရင်ဘိတ်သိက်ရှိပြီသား ဘိတ်သိရှိတော်သူကိုဖယားသည်မလုပ်မလဲကဲတင်မယ်ပြဿနာတွေမှာကဲတင်မယ်မတရားမှုတွေကြားထဲမှာကဲလွတ်ခြင်းရမယ်အနိုင်ကျင့်တဲ့သူတွေကြားထဲမှာကဲလွတ်ခြင်းရမယ်မဟုတ်ဘူးလားဘလို့ကဲတင်ခြင်းလဲအဲ့ဒါလေးနဲ့အဆုံးသတ်ခြင်းနဲ့ဟာဘကုတ်ခန်းကြီး၃အပိုက်ငယ်၁၈ကျွန်တော်ဖတ်ပါမယ်တင်မောတပန်းမင်းမပွင့်ရ ဇပိပင်မတိယသံလွင်ပင်ဤကျေစုကိုမျောလင်း၍မခံရလေပြင်းတို့သည်အသီးနှံကို မပေးရတိုးချာ၌တိုးကုံ၍တင်းကုံ၌နွားမရှိရဘလောက်ခက်ခဲများလဲအကောင်းကောင်းပြီဘာမှမရှိတော့ဘူးဘာမှမရှိပေမဲ့အရေးကြီးဆုံးအရာတစ်ခုတော့ရှိနေတယ်အဲ့ဒါပါလဲ အပိုင်ငယ်ဆက်ရှိသို့တော်လေထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဘုရားသခင်ကို အမိပြုတ်လျက်ငါရှင်လန်းပြီဝမ်းမြောက်မယ်ရှင်လန်းမယ်အာမင်အဲ့ဒီဝမ်းမြောက်ခြင်းနဲ့ရှင်လန်းခြင်းကဘယ်ရလာလဲဘုရားသခင်စီကလာတယ်ဟာလေလုယာဘာမှမရှိပေမဲ့ဘုရားသခင်က new created အမြဲတမ်းအသက်အသက်ကိုဖန်ဆင်းပေးနေတဲ့ဖရာဖြစ်တဲ့ဟေးဝမ်းမြောက်ခြင်းအသက်ဖရာပေးနေမယ်နေ့တိုင်းရှင်လန်းခြင်းအသက်ပေးနေမယ်ပြဿနာတွေမှာဝမ်းမြောက်နိုင်နေအခက်ခဲတွေမှာရှင်လန်းနိုင်နေဘသူ၌ဖရာသခင်၌ဟာလေလုယာအဲ့ဒါ new create ပဲဖရာကနေ့တိုင်းအသက်ဖန်ဆင်းပေးနေတယ်ဒီထဲမှာဘယ်တော့မှမကုန်ဝမ်းမြောက်ခြင်းပြဿနာရှိမလားရှိမယ်စီပွားရေးထိခိုက်လားထိခိုက်တယ် ဒါပေမဲ့အဲ့ဒီထဲမှာဝမ်းမြောက်နိုင်လားဝမ်းမြောက်ခြင်းရှိတယ်အဲ့ဒီဝမ်းမြောက်ခြင်းနဲ့ရှင်လန်းခြင်းပဲကလာလေအပိုင်ငယ်စကုတ်အရှင်ထာဝရဘုရားသည်ငါ၏အစွမ်းတတိဖြစ်တော်မူ၏ငါခြေကိုသမင်ခြေကဲ့သို့ဖြစ်စေ၍ငါ၏မြင့်ရာအရက်ပေါ်မှာငါကိုနေရာချတော်မူ၏ဖယားရှင်ကကျွန်တော်ရဲ့အစွမ်းတတိပဲကျွန်တော်ရဲ့ခြေကိုသမင်ခြေလိုမျိုးလင်မြန်စေတယ်အာမင် ဲ့ဒါဘယ်ကလာတဲ့ဝမ်းမြောက်ခြင်းလဲဘယ်ကလာတဲ့ရှင်လန်းခြင်းလဲဖះစီကလာတာစက္ကမလက်ဖះသခင်ပေးနေတယ်အသစ်သစ်မဆာနေတယ်ဟာလေလုယာဒါကြောင့်ပြဿနာဘယ်လောက်ရှိနေပါစေအခက်ခဲတွေဘယ်လောက်ရှိနေပါစေအဲ့ဒီအထဲထဲမှာဝမ်းမြောက်ခြင်းအသစ်နဲ့ရှင်လန်းခြင်းအသစ်ကိုတော့ဘိတ်သိက်ခံရတော့သူရပါတယ်ဗျာဟာလေလုယာဒါကြောင့်ကဘာကြီးကပြည့်စည်နေပြီအချိန်တွေပိုဆိုးလာပြီ တရကြရဲ့ပိုပြတ်ဖို့ပဲရှိတယ်ကျမ်းစာကဒီလိုဖော်ပြထားတယ်။ဒါမဲ့အဲ့ဒီထဲထဲမှာဘိတ်သိက်ခံရတော်သူကတော့အဲ့ဒီအထဲထဲမှာဝမ်းမြောက်နိုင်တယ်။အဲ့ဒီအထဲထဲမှာရှင်လန်းနိုင်တယ်။အာမင်။အရေးကြီးဆုံးကဘာလဲခရစ်တော်ထဲမှာနေတတ်ဖို့လိုတယ်။အွန်လိုင်းကခွန်အားယူနေတော့မိဘညီကိုမောင်နှမများသင်ပါတော့စိတ်တကြနေ။တိမောတဖာမေမပွင့်လို့စိတ်ညစ်နေလား။ဇပြည့်ပြမသီးလို့စိတ်တကြနေလား။ စားစရာအကုန်လုံးဝမ်းနေနေသလားတင်းငုတ်ထဲမှာနွားမရှိသိုးချမ်းထဲမှာသိုးကုန်လို့စိတ်ထိခိုက်နေသလားအိတ်ကတ်ထဲမှာငွေမရှိလို့ဝမ်းနေနေသလားအိမ်ထဲမှာစားစရာကုန်သွားလို့စိတ်ထိခိုက်နေလားဟေးဘာတွေပဲမရှိနေပါစေဖျားပေးတဲ့အသစ်တော်ရှင်လန်းခြင်းနဲ့ဝမ်းမြောက်ခြင်းကတော့တင်းထဲမှာရှိလိမ့်မယ်အာမင်ဘုသူထဲမှာလဲဘိတ်သိက်ခံတော်သူထဲမှာဘာတော်မှာစိတ်တမကြနဲ့အရေးကြီးဆုံးက ခရစ်တော်ထဲမှာသင်ရှိနေဖို့ကအရေးကြီးဆုံးဖြစ်တယ်။အာမင်ခရစ်တော်ထဲကနေဖျားပေးတဲ့ဗိသိက်ကိုလက်ခံတတ်ပါ။အာမင် God bless you